အားလုံးမင်္ဂလာပါဗျကျွန်တော်တို့ရဲ့ Arcane City လှုပ်ဝစ်စံကြေသောမြို့တော် channel ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့စာရေးဆရာမင်းဟင်ခတ်ဥတာဒီပါရဲ့မျက်စံထွန်းနဲ့ကဝေမေလာဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗာကြီးခိုင်နဲ့မျက်စံထွန်းတို့ဦးကြီးတင်မြန်ကိုနှုတ်ဆက်ပြီးခရီးဆက်ခဲ့ကြတာတစ်ပတ်လောက်ရှိပါပြီရိုးမဘွားဆင်းပြီးတရွာပြီးတရွာထွက်သွားရင်အတော်လေးခီးပေါက်ခဲ့ကြပါပြီစူးပုတ်ကုန်မင်းကန်ရွာတစ်မော်စာ စတဲ့နေတွေကိုဖြတ်ပြီးတော့မြေကမ်းပါကနွားမယံဆိုတဲ့ရွာလေးကိုရောက်လာကြပါတယ်။နွားမယံစိတ်ကန်းကနေတမန်တမားကိုငွေတမတ်ပေးပြီးတက်တစ်ကျုံပေါ်တက်ခဲကြပါတယ်။ကျွန်းဆက်တောင်ပြင်ကိုရောက်တဲ့ဆိုရင်ပဲတမန်တမားလေးတစ်ဖက်ကိုလှည့်ပြန်သွားပါပြီ။မြေဆန်ထုံးနဲ့ဘာကြီးခိုင်တို့ကတောင်ပြင်မှာခဏထိုင်လိုက်ကြတယ်။ကွင်းပြင်ကြီးဖြစ်တော့လေလေးရလေတဟူဟူမြေကြီးပြင်မှာလည်းလှိုင်းချက်ခွတ်လေးတွေကလူလာဆန်ခန့်နေပါ။လေနဲ့လိုက်ပို့တဲ့လူကိုပေးလိုက်တဲ့ငွေတမတ်ကဘယ်ရရလဲပါကြီး။ မြေဆန်ထုံကမေးတော့ဗာကြီးခိုင်ရဆေးပြင်းလက်ကြီးကိုကရင်ပြုံးနေဗဇက်ကဆေးလက်ကိုချုပ်ပြီးပြာချွေရင်းနဲ့အနီးနားအတွေ့ရတည့်ရွက်လေးတည့်ရွက်လောက်ခူပြီးလဝါးလေးထက်သုံးချက်လောက်ရိုက်လိုက်ငွေဖြစ်ပါရဲ့ငထွန်းရဟာဟာဟာအဲ့ဒီလောက်လွေရလားလွေလွေတော့ဘယ်ရမလဲကွဒါငွေဖုံငွေမအစီရင်အောင်မရတာဟိုတံပန်တမားတစ်ဖက်ကန်းရောက်ရင်တော့သူ့အိတ်ထဲမှာတံမရရွက်တွေကိုထူးဆန်းလုပ်နေမှာဟိ ငွေပုံငွေမအစီရင်ဟုတ်လားဘာကြီးကကျုပ်ကိုပြောပြပါလားအေးအချိန်ရှည်သေးတော့နားထောင်ကွာပြောပြမယ်ဒီလိုနဲ့ဘာကြီးခံရသူ့ဘွားရဲ့အစိတ်ပိုင်းတစ်ခုကိုမျက်စံထွန်းတည်အောင်ပြောပြလိုက်တယ်တီဘောပြင်ပါတော်မူပြီးနှစ်အနည်းငယ်အကြာဘာကြီးခံအသက်30ဝန်းကျင်ခန့်လောက်ကပါအမီးအားငငယ်လေးကလေးကဆုံးသွားပြီးမောင်ခိုင်နဲ့အဘဖြစ်သူတို့ကတာမန်လေသမားဘွားနဲ့နေကြရင် နောက်ပိုင်းမှာအဘဖြစ်သူကနေချဲကိုပုံကန်လို့အသက်ဆုံးရှုံးခဲ့ရတယ် မောင်ခိုင်ရလေမိဘမေဘွားနဲ့အဘချန်ထားခဲ့တဲ့လေယာလေးတွေကိုလောက်ကင်ရင်အတံမွေးခဲ့ရပါတယ်။ဒီနေ့လေထဲမှာမောင်ခိုင်ထဲထွင်းထဲသွားပဲ့သွားလို့နွားတွေကိုခဏနားလိုက်တယ်။ထဲသွားပဲ့သွားလောက်အောင်ဆိုတော့တင်ငုံကိုများထိုးမိသလားဆိုပြီးမောင်ခိုင်တယောက်စစ်စေးနေပါတယ်။အဲ့ဒီမှာထဲသွားနဲ့ထိုးမိတာကတင်ငုံမဟုတ်ပဲတန်ကြိုးတစ်ချောင်းဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။မောင်ခိုင်လေဆွေးနှုတ်တယ်မရအောင်။အဲ့ဒီတော့ ခမမတုတ်တချောင်းနဲ့တူးဆွားကြည့်ရင်ထပ်ပြီးတော့ဆွဲနှုတ်တယ်။တန်ချိုးကြီးကကြွမလာအောင်။နောက်တော့လမောင်းလောက်ရှိတဲ့တန်ချိုးကိုတူးဖို့ကိုအိမ်ုံတန်ရင်းပြန်ယူရတယ်။အဲ့ဒီလိုနဲ့တူးရင်တူးရင်တထွားနေတထောင်းတထောင်းကနေနှစ်တောင်ဖြစ်လာတော့စိတ်မရှိတော့ဘဲနဲ့ထည့်ထိုးတဲ့အလုပ်ကိုပြစ်ထားပြီးဆုံးအောင်တူးလိုက်တာ။ခါလောက်ရောက်အောင်တွင်းကြီးဖြစ်သွားတော့တန်ချိုးရဲ့အဆုံးနေရာကိုတွေ့ရပါတယ်။တန်လောင်ရင်တစ်ခုကိုတန်ချိုးနဲ့တွဲချီထားတာဖြစ်ပြီးလောင်ရင်လေးကိုဖွင့်လိုက်တဲ့အခါ အယုတ်ကလေးတယုတ်ကိုတွေ့ရပါတယ်။ကြေးနဲ့လှုပ်ထားတဲ့ဇောကြီးယုတ်လေးတောင်ဝေးလေးလဲထန်းထားသေးတယ်။မောင်ခိုင်လည်းလောင်ရင်ကြီးကိုပြန်မြုပ်ပြီးဇောကြီးယုတ်လေးကိုတစ်ပင်မှာခြာရင်ထဲကိုပြီးအောင်ဆက်ထိုးတယ်။အိမ်ပြန်ရောက်တော့ကြေးယုတ်လေးကိုအလေးချိန်နဲ့ရောင်းစားမယ်ဆိုပြီးတွေးနေပါတယ်။ထဲထိုးတဲ့ကိစ္စပြီးလို့အိမ်ပြန်မယ်ဆိုပြီးအယုတ်လေးကိုတွားကြည့်တော့မရှိတော့ပါဘူး။အပင်ပန်းခံတူးဆွပြီးအယုတ်ပြောက်သွားလို့တိတ်မကျေနပ်ပေမဲ့ဘာမှမတတ်နိုင်ခဲ့ပဲဒီတိုင်းပြန်လာခဲ့ရပါတယ်။ညရောက်လို့ပင်ပန်းနာနဲ့ အစိုးကြီးအိပ်ပျော်သွားပြီးအိမ်မက်ထဲမှာစောကြီးတယောက်နဲ့တွေ့ပါတယ်။အတော်မိုက်တွေကောင်ကငါ့ကိုရောင်းစာဖို့ကြံရတယ်လို့။ရောင်းမစားလို့ကျုပ်ကဒီကျေးရုပ်ကိုအလှကြည့်ရမှာလား။လှလည်းမလှဘဲနဲ့ဗျာ။ကဲပါလေငါ့ကိုလွတ်အောင်ကယ်တင်ခဲ့လို့မင်းကိုလက်ဆောင်လာပေးတာ။ဘာလက်ဆောင်လဲ။မောင်ခိုင်တရားကိုအိယာလက်နိုးသွားပါတယ်။ပတ်ဝန်းကျင်မှာမှောင်နေလို့ခေါင်းရင်းကမီးတိုင်းဘက်ကိုလိုက်စံတော့ခပ်ပြားပြားအရာလေးတစ်ခုကိုစမ်းမိတယ်။အဲ့ဒါနဲ့မီးခွက်ကိုရောက်အောင်ဆန်းရှာပြီး အလင်းရောင်လေးရတော့လက်ထဲကခပြပြအရာလေးကိုကြည့်လိုက်တယ်။ကျေးပရက်ပိုက်တစ်ခုဖြစ်နေပြီးတော့အထဲမှာလေစာရီပါလူဖတ်ကြည့်လိုက်တယ်။အပြူစင်ခုနှစ်ယောက်ပန်တဲ့ပန်းမင်းမဟာဂီရီတင်တဲ့ပန်းတလိုင်းနဲ့တင်တဲ့ပန်းရှမ်းမောင်နမတင်တဲ့ပန်းခေါင်ရမ်းညီ၃ပွင့်တစ်ခွပြက်၎င်းပန်းမှန်တို့ကိုကြောက်ပြန်တစ်ချက်နဲ့စနေနေ့ညင်ဦးရံ၃မျိုးရှင်နတ်စင်မှာဒဇက်လက်ပြည်ရည်နဲ့ကြိတ်တကောင်းရံတင်းချိုင်းမှာလူသေးယောက်ျားကလေးက လူတွေမိမကရိုကားတို့နဲ့ကြိတ်မိုးတောက်ရင်လမ်းလေးခွာစုံမှာတိမ်မီနဲ့ရောပြီးကြိတ်စေးရတဲ့အခါလဝဲလက်ခုံမှာဂါထာရွတ်ပြီးထိုးစီဒနာတိတ်ထိမော်တမျိုးအပီးတိုင်အဲ့ဒီစာနဲ့အတူရွတ်ဖတ်ဖို့ဂါထာတစ်ပုဒ်လေးရေးပေးထားတယ်နောက်နေ့ရစပြီးမောင်ခိုင်လေးဇော်ကြီးပေးတဲ့စေနီတိုင်လိုက်ပြီးစုဖို့ပြင်မာတော့တယ်အပြူစင်ခုနှစ်ယောက်ပန်နေပန်းကိုရဖို့တင်တလာနီးပါးလောက်ရှာလိုက်ရပြီးမင်းမဟာဂီတင်တဲ့နတ်ပွဲတိုင်းလူလူရောက်အောင်သွားရတယ် ရပြန်တော့လေတလိုင်းနဲ့တင်တဲ့ပန်းနဲ့ရှမ်းမောင်နမတင်တဲ့ပန်းရဖို့ကအတော်ကြောင်ရှာရပြန်တယ်။နတ်ဘွေသေးစားတွေမှာပန်းတင်တာရှာတော့ကနာဘွေကြီးတွေကိုရှောက်သွားပြီးဆေးဆူးရပါတယ်။ရလာတော့လေခေါင်ရမ်းဤသုံးပွင့်ရလွယ်ပေမဲ့တစ်ခွားပြန်ရဖို့တောလိုက်မုတ်ဆိုးတွေနဲ့ခྱི་ထွက်ရဒုက္ခတွေရောက်ရနဲ့တနစ်နီးပါးကြတဲ့အထိဆေးဆုံမရသေးပါဘူး။ဒီနေ့တော့မုတ်ဆိုးကြီးတယောက်နဲ့တွားလာရင်တောထဲမှာတစ်ခွားပန်းတစ်ခုကိုတွေးလို့အပင်ပေါ်တက်ခုမဲ့လို့တော့ ဟိုအပင်ဒီအပင်ပြန်တမ်းပြီးကူးနေတဲ့တက်ခွားပြန်ဖမ်းမရပဲဖြစ်နေပါလေ။အဲ့ဒီမှာစိတ်ပြတ်ပြီးညရောက်လို့အိတ်တဲ့အခါဇော်ကြီးကအိမ်မပေးပါရင်ထူးထူးခြားခြားရဲ့လို့တော့မဟုတ်ပါဘူး။သူပေးထားတဲ့ကာထာကိုရွတ်ဖို့ပြောလို့နိုးတာနဲ့ကာထာထံရွတ်နေလိုက်တာဇွဲရလည်းကြီးတော့အခေါက်တစ်ထောင်တိတိရွတ်လိုက်မိတယ်။အဲ့ဒီမှာရင်တက်ခွားပြန်ကမောင်ခိုင်မိအိမ်နေတဲ့တစ်ပင်ကြီးမှလာကပ်ပြီးအမြင့်တွယ်နေတာဘယ်ဟုံးမှမပြန်တော့ဘူး။အဲ့ဒီမှာတက်ခွားပြန်ရလို့မပြီးသေးပဲတစက်လက်ပြည့်ရည်နဲ့ စနေနေ့ညဦးရဲ့သုံးမျိုးရှင်နတ်စဉ်အရောက်တွားကြရမယ်လို့ဆိုတော့တဇက်လက်ပြည့်ရီကိုမတိပြန်အဲ့ဒါနဲ့အိမ်မက်ထဲမှာဇော်ကြီးနဲ့ထပ်တွေ့ပြီးတဇက်မြိတ်ကကြလာတဲ့ရီကိုခွန်းနဲ့လက်ပြန်ခံရင်တဇက်လက်ပြည့်ရီဖြစ်တယ်လို့သိလိုက်ရပါတယ်ဒုတိယတစ်ခါတင်းချိုင်းမှာလူသေးယောက်ျားနဲ့လူသေးမိန်းမကရိုးကားတို့နဲ့ကြိတ်ရမယ်ဆိုလို့လူမတိအောင်အလောင်းသုံးလေးလောင်းပေါ်ပြီးအယိုးကောင်းပါစက်တရားတမတ်စီကိုနှိုက်ယူရသေးတယ်တချို့မှတ်တိုင်တွေဆိုပြက်နေလို့ ယောက်ျားမိန်းမခွဲရတိတ်ခတ်ခဲ့တာပေါ့တူတူပြောရရင်မိုးတောက်ရံမှာတိမ်မြေနဲ့လမ်းလေးခွာမှာထိုင်ပြီးစေးကျိတ်တဲ့အခါရလာတဲ့ပန်းပေါင်းစုကြီးစေးပြစ်ပြစ်လေးကိုအကာထာနဲ့တိတ်ထိတင်ပြီးကိုယ်တိုင်လက်မှာစုပ်နဲ့ထိုးလိုက်တယ်ဆေးရောင်သွားတဲ့နေရာစပြီးဘယ်တိရွက်ကိုမဆိုခူးပြီးကာထာရွတ်လဝါနဲ့ခြိုင်းလိုက်ရင်ခဏတစ်ဖြုတ်သုံးလို့ရတဲ့ပိုက်ဆံဖြစ်သွားပါလိမ့်ရောအဲ့ဒီနေရာစပြီးမောင်ခိုင်ရလဲလောကီလမ်းစဉ်တွေကိုရှောင်ရင်းမှော့ပညာတွေကိုလေ့လာဖြစ်ခဲ့ပါတယ် ဘာကြီးခံရတော့စီကာပကုံးပြောပြပြီးလွေထဲမှာပါလာတဲ့ဘူးတိကြောက်ထဲရှိူဖွင့်တောက်လိုက်တယ်။ရော့ငထွန်းနည်းနည်းတောက်လိုက်။ကျုပ်ကြီးမစားဘူး။မစားလေးတောက်ကွာ။အပြန်ခီးနင်းလာတာတပတ်ကြော်ပြီ။မင်းရောငါရောဘာမှမစားဘဲနေနိုင်အောင်ဒီရေကကူညီပေးနေတာ။ကျေးဇူးမကန်းနဲ့တောက်။မျက်စံထွန်းလည်းဘူးတိကြောက်ထဲရှိူတငုံလောက်မြူချလိုက်ပြီးအဆိုလေးဆိုလိုက်တယ်။သူလည်းအခုမှတတိထားမိပါတယ်။တလန်းလုံးဒီရေကိုတောက်လာခဲ့တာ။ ရေလဲထပ်မဖြစ်ရဘူး။ကုံလဲမကုံပြီးတော့ဘိုင်လဲမစားဘူး။နှစ်ယောက်သားခဏနားပြီးတော့တောင်ဆက်ကကျွန်းလေချောင်းကိုခကြီးတထောင်နားဖို့တော်တန်းလေးတွေကိုစဝင်လိုက်တယ်ဆိုရင်ပဲ။ဟေးရဲလိုက်စဲ။ညနေတစောင်းမောင်ကြီးပြူးချင်းလေမာဖြူဖြူယာကြီးကသူတို့ကိုတားလိုက်တယ်။ညက်ဆန်ထုံတေချာကြည့်လိုက်တော့လူပုံစံပါပဲ။ဒါပေမဲ့မျက်နာလင်းလုံးလို့မမြင်ရဘူးဖြစ်နေတယ်။ဘာကြီးခိုင်ကတော့ဒီနေရီကိုသွားဘူးလာဘူးတော့သိပါရဲ့ ကျုံးဆောင်နမင်းကြီးကိုတော်တိုင်ကြွလာတာအဘေချောင်းကိစ္စကြောင့်ပါလေမခိုင်မင်းဟာအောက်လန်းပညာကြီးတက်ပြီမဲ့မင်းမှာပညာဘူးမရှိလူတွေကိုကူညီပြီးမှော်တက်တက်ကြင့်ကြံသူမှုငါတွားလာခွင့်ပြုထားတာမင်းဘေးကကလေးရဲ့ဝမ်းတွင်းမှာစောင်းနေတဲ့ပညာဘူးတွေ့တယ်ဒီကျုံးပေါ်ကဖြတ်သွမ်းခွင့်မပြုနိုင်အဲ့ဒီလိုပြောပြရရင်ကျုံးဆောင်နမင်းကြီးပြန်ပြောက်သွားပါလေဘာကြီးခိုင်ကတော့အခက်တွေ့နေပါပြီသူခေါ်လာတဲ့မျက်စံထုံးမှာပညာဆက်ရှိတာကိုတိပေမဲ့ သူ့အမိမတည်ခင်ပူးထည့်ထားခဲ့ပြီဆိုတော့မသိပါဘူးလမ်းခရီးမှာဘိုက်ခဏခဏအောင်လို့နားရတာနဲ့ထင်းတော့ထင်ပြီးပါမယ်ဘလို့လောက်ကြမလဲဘာကြီးကြုံမဝင်ရဘူးတဲ့အခက်တွေ့နေပြီမယ်ဘာကြီးခံရတော့အပြုံးမပြတ်ပါဘူးဒီလိုလို့ကွာဒီညာရွာတွေကကျွန်းချောင်းမှာတညာအိပ်ရမှာဆိုတော့မဝင်လို့လည်းမဖြစ်ဘူးကွာတနည်းတော့ရှိရင်မင်းပညာဘူးကိုထုတ်ပြရမယ်ကြုတ်ပိုက်တော့အပေါက်မခံနိုင်ဘူးနော်မရဘူးကွာဖောက်ကိုဖောက်ရမယ်ဟာဟာဟာ ဘာဦးမှနားမလဲပညာတဲ့ပေါ့ဆာလီမျက်စံထုံးကိုကြည့်ပြီးအားရပါရရည်နေလိုက်ပါတယ်။ငါနောက်တာပါကွာ။ဟိုဘက်ကန်းကတမာကုန်းဆိုတဲ့ရွာရှိတယ်။အဲ့ဒီမှာငါမိတ်ဆွေဒေါ်လာဆိုတဲ့အယုတ်ဆူဆူကဝေဖွားကြီးရှိတယ်ကွာ။အယုတ်ဆူဆူအဖွားကြီးကဒေါ်လာတယ်လား။အေးငငယ်ကတော့လှတယ်ကွာ။လင်းယူပြီးမှယုတ်ဆိုးသွားတယ်။ဘာကြီးခံရတော့အမြဲကိုရီမိုးနေတာပါပဲ။ပြီးတော့မျက်စံထုံးကိုထပ်ရှင်းပြရတယ်။အဲ့ဒီအဖွားကြီးက မင်းရဲ့ပညာကူးကိုထုတ်ပေးနိုင်တယ်။ဘိုက်တော့မဖောက်ဘူးကွာ။ရှိတဲ့အပေါက်ကနေနိုင်ထုတ်တာလို့တော့ပြောတယ်။မျက်စံထွန်းမျက်နှာကြီးမဲ့သွားလီဘာကြီးခိုင်ရဦးတက်လီနဲ့နှစ်ယောက်သားမိုးမချုပ်ခင်တမန်သမားရှာရပြန်တယ်။တမာကုန်းရွာကိုရောက်တော့လာတော်ထွက်နေပါပြီ။ရွာထဲကိုဝင်သွားပြီးတဲဟိုအိမ်တလုံးရှိကိုရောက်တော့လလရေးဟေးလလဘဲတင်လာလေဟဲ့ငါ့ကိုမယူမတည်နဲ့တေချင်းစိုးနဲ့တည်သွားခြင်းလား အတန်ကွဲအဲ့ကြီးတဲတဲရထွက်လာပြီးတော့အဖွာလာအိနေကနေကြောင်ရကြီးတစ်ခေါင်လှုပ်ပေးလိုက်တယ်။ကြိုက်မဲ့တကယ်ကဲနဲ့ပြေးလာတဲ့ကြောင်ရကြီးကဘာကြီးခိုင်ကိုမြင်တော့အမီလီတလုံးလုံးနဲ့ခြေသလုံးကိုပတ်ပုတ်နေပါရဲ့။ငါပြေးထားတဲ့ကြောင်တော့ဒီရွယ်ရောက်နေပြီ။ဘသူများလဲမှတ်တယ်။ဟဲ့ငါခိုင်လာခဲ့အိနေကိုဘာကြီးခိုင်နဲ့မျက်စံထုံတော့တဲအိလေးတွေကိုဝင်လိုက်တယ်ဆိုရင်ပဲခါကုန်းကုန်းနဲ့အဖွာလာကမိဖို့ကန်နေတဲ့ထန်ရက်တွေကိုစပွဲလေးပေါ်ပုံလိုက်တယ်။ မျက်စံထုံးကလည်းတခဲကိုကောက်ယူလိုက်တော့ဘာကြီးခံရလက်ကိုပုတ်ချလိုက်တယ်။မြေကြီးပေါ်ကျသွားတဲ့ထင်ရခဲကကြောက်ခဲလေးဖြစ်နေပါတယ်။နောက်မနေနဲ့မိလိုက်။ငါလာတာရေးကြည့်ရင်ဘာတော့ဒီပညာတွေပေါက်စားလေးကိုငါစီအံ့မလို့လား။လူမမွေးဘူးဟေးနင်းကြောင်နေတဲ့စိတ်ကုံလုံးလို့ဘေးကခွေးတကောင်နီနီကြောင်ကြီးကငါရိုးကြီးကိုကြိုက်လို့မဟုတ်ဘူးဟာဒီကောင်မှပညာဘူးပါနေတော့တက်တက်ကျုံကကျုံဆောင်ကလက်မခံဘူးဖြစ်နေတယ်ငါလည်းဒီကောင်ကိုရောနေအထိခေါ်သွားရမှာဆိုတော့ ဒီပညာဘူးကိုထုတ်ပြမှရမယ်အဲ့ဒါနင်းထုတ်ပေးလို့ရမလားထုတ်မပေးနိုင်ပါဘူးအာဒီဟာမာကြီးကတော့ငငယ်တုန်းကအတိုင်းပဲအချိုးကိုမပြောင်းကဲပြောဘာနဲ့လဲရမှာရောအသက်60လောက်ဆိုပေမဲ့ခါကုန်းနေပြီးတွားတချောင်းမှမရှိဘူးပဇက်ကြီးကိုဖြဲပြီးပြုံပြုံကြီးလှုပ်နေပါတယ်နေလွေကြီးတွေကပါရီရီဘူးပေးရင်ရမယ်ဟဲ့ဒါတော့မဖြစ်ဘူးဘာကြီးကျုပ်တို့လမ်းမှာဘာစားမှလဲဘာကြီးခိုင်ရရတယ်ဆိုတဲ့ပုံစံနဲ့ ေးမယ်မိလာရေးပေးမယ်ဟာဒီကောင်ကဒါဘူးမြန်ချပြီလွဲတော့မလွယ်ဘူးငါခိုင်ရငါကဝေအထက်လန်းเสียရမဟုတ်ဘူးငါကဝေဇက်လောင်းနဲ့အရှင်းမကြနိုင်နင်းရဲ့ဆက်ဖြတ်မော်ခါတာလို့တယ်ကဲပါလာတင်းချိုင်းသွားရအောင်အဖွာလာကတင်းချိုင်းကိုမသွားခင်မိဖို့တွေကနေတခုခုကိုယူနေပါတယ်အဲ့ဒီညမှာပဲအဖွာလာကိုရှေ့ရထားပြီးတမာခုံးတင်းချိုင်းကိုတုံးရောက်တာရောက်ချသွားပါရဲ့ ဟိုရောက်တော့တော်တင်ကြိုင်းမှုမြေပုံတွေကိုဒါတွေ့ရတယ်။အဖွာလာကမြေပုံပေါ်မှာပါလာတဲ့ငပြောဖက်လေးကိုအသာလေးဖြန့်လိုက်တယ်။ဖက်ပေါ်မှာထမင်းဖြူတစ်ပုံနဲ့အသားစိမ်းတစ်တုံးကိုလည်းတွေ့ရတယ်။ပရောင်းနဲ့တရူကဝေမျိုးတို့ရဲ့အချုပ်သခင် အမေရှင်ကြွတော်မူပါ။အသည့်နမမမေလာဖိတ်ခါတလိုက်ပါတယ်။လိပ်ပြာလှချွေယူတုံးဆောင်တော်မူပါအမေရှင်။အဖွာလာကလက်အုပ်ချပြီးအဲ့ဒီလိုပင်လိုက်တော့ဖက်ပေါ်ကထမင်းတွေကပြိုက်ကနေကုန်သွားတယ်။ တွေးရင်းဆက်ဆက်နဲ့အမဲသားတို့ကြီးကလည်းပျောက်သွားပါတယ်။အဲ့ဒီနောက်အဖွာလာလက်ဝါးလေးကိုဖြန့်ထားတယ်။နောက်တော့လက်ထဲမှာစေးတောင်လေးတစ်မျိုးယောက်လာပါတယ်။ကဲငခိုင်ဒီကဝေဆက်ဖြတ်စီကိုဒီနေမှာတော့အမေရှင်တယောက်ပဲပိုင်တယ်။နင်းရဲ့ဆက်ဖြတ်မော်ကားထားနဲ့အုပ်ပြီးကလေးကိုတွေးပြီးတိုက်လိုက်။ဘာကြီးခိုင်ကလည်းအဖွာလာပေးတဲ့စေးတောင်လေးကိုလက်ထဲမှာစုပ်ပြီးနှစ်ဖူးပေါ်တင်လိုက်တယ်။အဲ့ဒီနောက်အုံဝတ္တကာယောရခောဒေဝါဆိုတဲ့ကာထာနဲ့ခုနှစ်ခေါက်အုပ်လိုက်တယ်။ပြီးတော့ လက်ထဲမှာဘူးသီးကြောက်ထည်ရရည်လေးကိုထည့်ပြီးတွေးလိုက်တော့အနက်ရောင်အရည်ပြည့်ပြည့်လေးထွက်လာပြီးမျက်စံထုံပစက်သေးကိုဗိုက်ခိုင်ကိုယ်တိုင်လောင်းထည့်ပေးလိုက်ပါရဲ့မျက်စံထုံလည်းခေါင်းထဲမှာမူးဝေလာပြီးဗိုက်ကလည်းပေါက်ထွက်တော့မလို့နားလာပါရဲ့ခဏနေတော့တင်ချိုင်းပြေးပါတယ်လဲကြသွားပါတယ်ဟဲ့မိလာဘူးကြတာဒီလိုမဟုတ်ဘူးဟာသွားပြီငါခိုင်ရေတောက်ကျိုးနေပြီဘာလဲဟာငါအမေရှင်းကိုစေးမတောင်းလိုက်တာအဲ့ဒါစောင်းနေတဲ့ဘူးကိုတဲ့ပြီးရေးဟာ အဖွာလာကနှစ်ဖူးကိုလက်နဲ့အုပ်ပြီးမျက်နှာကြီးမဲ့သွားပါတယ်။ဘာကြီးခိုင်ကလည်းအဖွာလာကိုထမကန်တာကန်ကောင်းပါတယ်။ဘာကြီးခိုင်ကပြပြတလဲနဲ့မျက်စံထုံးကိုတင်းချိုင်းပြင်ကိုကောက်ချီသွားပါတယ်။အဖွာလာကလည်းတကုံကုံနဲ့ပြေးလိုက်ရတာပေါ့။အပြင်ရောက်တော့ဘူးရဲရရေကိုမန်းမှုတ်ပြီးတော့မျက်စံထုံးမျက်နှာကိုတောက်လိုက်ပါတယ်။မျက်စံထုံးလည်းတတိပြန်ရလာပါတယ်။မျက်လုံးပြူးသားနဲ့ဘာဖြစ်သွားမှန်းလည်းမသိ။ဘူးတဲ့သွားတယ်လို့သာပြောတယ်။ဘာဘူးမှန်းလည်းမသိ။ အဲ့ဒါနဲ့ဘာကြီးခိုင်ရမိလာနင့်ကိုအလကားမခိုင်ဘူးအဲ့ဒါတောင်ကောင်းကောင်းလုပ်မပေးနိုင်နင်အယောပေးရမယ်ကြမ်းကြမ်းဖန်ဖန်တော့ကြုတ်လေးစိတ်မသွားတာတော့မတတ်နိုင်အယောပေးရမယ်ဆိုရင်တော့ဘာမှမရှိဘူးလူတို့ကမှသွားပြီးတော့ဟာဘိုင်းနာမကြီးနင့်ကိုငါဘာလို့ရမှာလဲဟာငါပေးထားတဲ့ကြောင်ငါပြန်ယူမယ်အခုငါတို့တက်တဲ့ဂျုံကိုပြန်လို့မရတော့နင်တို့နေရာဖြတ်ရမှာပညာတွေကမျက်စံထုံးရင်ပညာဘူးကို နှုတ်ယူမယ်အရေးကနေကာကွယ်ဖို့ငန်းကြောင်ပြန်ပေးအောင်မလီယူပါတော့ယူပါတင်းကိုမနိုင်လို့လို့ပေးမယ်ချေပေးချင်နေတာယူသွားအဲ့ဒီလိုနဲ့တင်းချရပြန်လာကြပါတယ်ဒီတ냐တော့နေတဲမှာခဏနားမယ်ကလေးအိတ်ချင်းအိတ်ပါစီနေနဲ့ငါကတော့အပြော်တန်းပညာပြရင်မလားစိန်လိုက်ဆမ်းပါငါခိုင်ရအဲ့ဒီညာကမိုးလင်းတဲ့အထိဘာကြီးခိုင်နေအဖွာလာလို့တယောက်ကိုတယောက်မီးရှို့လိုက်မွေနဲ့ပေါက်လိုက်နေပညာရည်တွေးနေကြပါတယ် မနဲ့လင်းလိုခကြီးဆက်ခါနီးဘာကြီးခိုင်တဲအပြင်မှာဂါထာတွေရွတ်နေတော့အဖွာလာကမျက်စံထုံးကိုတူတူလေးကပ်ပြီးပြောတယ်နင့်ပညာဘူးကငါလိုကဝေမြောင်ဆုံးကပေးထားတာအတော်စွမ်းနေငါမြည်ဘူးချပြရမှာနှမျောလို့အဖွာလာ တမင်တဲ့ပေးလိုက်တာဟဲ့နင်းဘာကြီးကိုတော့တောင်းမပြောနဲ့တိလားပြီးတော့နင်းကိုဒီကြောင်နဲ့ကြီးပေးလိုက်မယ်ဒါတာမန်ကြောင်မဟုတ်ဘူးကဝေတကောင်ကိုနန္ဒာရုပ်အတက်နဲ့ရုပ်ပြောင်းထားတာလူရသုံးလို့ရတယ်နင်းကိုကာကွယ်ပေးလိုက်မယ်ငါမြည် အဘွားလာပြောတဲ့စကားတွေကိုနားမလည်တစ်ချက်လေတစ်ချက်နဲ့နားထောင်ပြီးတော့ဗာကြီးခိုင်နေတူရောနေကိုခကြီးဆက်ရပြန်ပါတယ်ဟုတ်ကဲ့ပါခင်ဗျဇလန်းလေးကိုအဆုံးထိနားထောင်ပြီးတဲ့ပရိသတ်တဦးတယောက်ချင်းစီကို အထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ပေးပါအောင်ခင်ဗျအတိတ်တနိုင်တိရှိအောင်လို့လည်းဘေးနာ notify bell လေးကိုနှိပ်ခဲ့ပေးပါအောင်ဒီဇလန်းလေးကိုတင်ဆက်ခဲ့တာကတော့ကျွန်တော်ရဲလွင်ပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျ